အားလုံးပဲမိကလာပါခင်ဗျာဒီနေ့တော့စားနဲ့ရေရှိယိုနဲ့အိမ်မော်လတခုစေလို့ရတဲ့ဒညင်းတီအိုစီစင်းနီလေးကိုဝေမျှပေးချေပါတယ်ခင်ဗျာလိုရတာလည်းအရင်လွယ်ကူရွှေရှိတာမို့ကြော်နေတူလက်ကြည့်ချအောင်ပါခင်ဗျာပရမဆိုဒညင်းတီလေးတွေကိုခေါ်ချော့ပေးတာပါမယ်အခေါ်ချော့ပြီးရလာတဲ့ဒညင်းတီလေးတွေကိုရေသေးချာအောင်စေပြီးနေတဝဲလောက်ရေစီပေးထားပါမယ်ခင်ဗျာ။ ပြီးတော့ဆာလီနိုင်ငံကိုအိုးပူလေးလော်တာပေးပါမယ်။ငါမင်းလောက်လော်ပေးရရပါပြီခဗျာ။ပြီးရင်ခွဲလေးတစ်ခုထဲမှာထည့်ပြီးလိုဝအေးတဲ့တီအိတ်ခံထားပါမယ်ခဗျာ။ကဲနေတဝဲပြည်တာနဲ့တညင်းတီးရဲ့အပြေခေါ်လေးတွေကဒီလိုပွားတက်လာတာကိုတွေ့ရပါလိမ့်မယ်ခဗျာ။ကဲဒါဆိုရင်တကူတကဓာတ်နဲ့ချစ်ထိုးစရာမလိုပဲလယ်လင်းနဲ့ခွာလိုက်ရုံနဲ့တင်းကြီးသီးရဲ့အတွင်သားနုနုလေးတွေကိုရရှိပါပြီခဗျာ။ ပြီးတော့ဒရင်တီလေးတွေကိုခဏကအေးခံထားတဲ့ဆာလော်လေးနဲ့နေပေးပါမယ်။ကျွန်တော်ကတော့ဒရင်တီ15လို့စားတွဲဆာကိုထမင်းစားစုံနဲ့တစုံနဲ့တဝဲထည့်ထားပါတယ်ခင်ဗျာ။ဒီလို9မိနစ်လောက်နေပြီးတာနဲ့ရေလိုဝါချုံနေတဲ့ဘူးသက်သက်လေးတက်ကိုထည့်ပေးပါမယ်။ပြီးတော့အဖိုးကိုလိုဝါစိတ်အောက်ဖို့ပြီးနှစ်ဆက်လေးနာရီအချေဖောက်ပေးထားရပါမယ်ခင်ဗျာ။ ကဲဒီလို24နာရီပြည်ပြီဆိုတာနဲ့ရေလေးနှငယ်ကိုလိုအပ်ပူအောင်တည်ထားပေးရပါမယ်ဒီလိုပုပ်ပွဲဆူလာပြီဆိုရင်လိုအပ်အေးတဲ့အထိအေးခံထားပါမယ်ခဗျာကဲဒီလိုရလာတဲ့ရေကျဲအီလေးကို24နာရီချေပေါက်ထားတဲ့ဒညင်တီလေးတက်ကိုထည့်ပေးလိုက်ပါမယ်ရေကိုကဒင်းကြီးတည်းရဲ့အပေါ်မှာတဝက်နီပါမျိုးတက်ထည့်ပေးရပါမယ်ခဗျာ။ ပြီးတော့အဖိုးကိုဆေးအောင်ဖို့ပြီးနောက်ထပ်သုံးရက်လောက်အချိန်ဖောက်ပေးထားရပါမယ်ခင်ဗျာကဲဒီလိုသိုးရဲကြပြီဆိုတာနဲ့ငပီးထောက်လေးနဲ့ဆိုရင်ထမင်းအယမ်းမြည်စီမဲ့တညီတီအိုစီလေးကိုရရှိပါပြီခဗျာ။ လိုရတာလည်းအရောက်လက်ကူရရှိပြီးတညင်းတိရှိတဲ့ဘယ်နေရာဘယ်ဒေသမှာမဆိုလွတ်တကူစေလို့ရတာမို့တင်းနီလေးတိုင်းတညင်းတိအိုစီလေးကိုအိမ်မော်လက်တကူစေစားလို့ရပါတယ်ခဗျာအလို့ကိုကြည့်ဦးတပါတယ်ခဗျာ